အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရာဇလန်းကောင်းများစွာကိုနေ့စဉ်ဒီတိုင်းတင်ဆက်ပေးလျက်ရှိပါတယ်ဒီနေ့မှလည်းစာရေးသူစိုင်းရေးသားထားတဲ့လင်းရှိမဟုတ်ဆိုးမှာဆိုတဲ့ဇလန်းအစားဆုံးတင်ဆက်ပေးမှာပါဇလမစတီကမှာကျွန်တော်ရဲ့ channel ကိုလည်း subscribe နဲ့အားပေးကြပါအောင်ခင်ဗျာဗီဒီယိုတစ်တနေမှာသိရှိစေဖို့အတွက်လည်း notification ခေါင်းလောင်းလေးကိုနှိပ်သွားကြပါအောင်ခင်ဗျာလင်းရှိမဟုတ်ဆိုးမှာအစအဆုံး hello အမေကြီး တမီးလေးဘာလုပ်နေလဲတမီးလေးအိပ်ပျော်နေတယ်ကိုအေးအေးမီးဒီလောက်ကုန်ရင်ဖေကြီးအလဲပြန်လာခဲ့မင်းအဲ့ဒါတမီးလေးဘာလုပ်ခြင်းလဲမေးကြည့်မှုလေကိုရဲ့ကိုဘာသာကိုတင့်နာလေးပါလေကြည်ကြပြီးတော့ဝဲခဲ့ပါတမီးလေးကအခုမှခလေးလေးရှိသေးတာဘယ်နားလဲပါမလဲအေးပါမီးရဲ့ဖေကြီးကတမီးလေးများလိုချင်တာများရှိမလားလို့တမီးလိုချင်တာဝယ်ပေးခြင်းလို့ပါကြည်ဝယ်ခဲ့လေတမီးကသူ့အဖေကိုအမြဲတမ်းမျှော်နေတာကိုပြန်လာတဲ့ရင် တမီလီယာပျော်ပြီးတော့ကျေနပ်နေတာပါတမီလီယာအဖေရှစ်လေသူ့အဖေမှာသူ့ဖေတဲ့အေးပါဟာငါလဲတမီလီကိုရှစ်တာပါပဲဒါကြောင့်မိသားစုနဲ့ရင်ချားမြေချားမှာမိသားစုတို့ကိုစူးစမ်းရှာနေရတာဟုတ်ပါတယ်ကိုအကူအခုလိုစူးစမ်းလို့သားမိမလိုသားမိမပူမပန်ပဲစားတောက်နေထိုင်နေတာပါအေးပါစိတ်ချဖေကြီးလုံနေတဲ့များအားလုံးကတမီလီနဲ့မိကြီးတို့ပါဒါဆိုရင်ဖေကြီးရဲ့အိတ်တော်မယ်နော်ဖေကြီးဟုတ်ကူအိတ်တော်လေး မိမလည်းအိတ်တော်မင်းဒါဆိုရင်ဖုန်းချလိုက်တော်မင်းနော်အေးမီချလိုက်တော်လေဟုတ်ကူဟုတ်ထိုဖုန်းပြောနေသူနှစ်ယောက်ကတော့နိုင်ငံသားတွင် စီးပွားရှာနေတဲ့မောင်ကျော်ကြားနေမြန်မာနိုင်ငံကသူ့မိမမေယူပတော်ပင်ဖြစ်တယ်မောင်ကျော်ကြားနေမေယူပတော်အိမ်အောင်တက်တမ်းမှာနှစ်နှစ်ခန့်မှရှိပြီးတော့ချစ်စပွဲတမီလေးတီတီကိုလည်းမွေးဖွားထားခဲ့တယ်တမီလေးတီတီတနှစ်ကျော်ကျော်အရွယ်တို့အရောက်တွင် မောင်ကျော်ကြားကပြိပသူစီးပွားရှာထွက်ခဲ့လေတော့တယ် ောင်းကြောကြားရောက်နေတဲ့နိုင်ငံဟာစီးပွားရေးအချက်အချာကျပြီးတော့ခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံမလို့ဝင်ငွေအလွန်ကောင်းလာပါတယ်။စားပြီးတောက်ပြီးလစဉ်အိမ်တို့ခုနှစ်သိန်းကနေအထက်ပို့ပြီးတော့ပို့နိုင်နေ။ထို့သူနဲ့စီးပွားရေးကလည်းအရှင်းနေမဆိုးလာ၍နှစ်နှစ်ခန့်အကြာမှာမောင်းကြောကြားတယောက်အမိမေသူအလဲပြန်လာခဲ့ပါတော့တယ်။ဖေ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 ဟာဖေဖေသမီးဟာခခိုင်နေလှနေပါလားဩလာလာတပီဖေဖေမွေးကြည့်အောင်မေ။ ဘောင်ချိုကြားကပြော့ပြော့ဆူဆူနဲ့တမီးလေးကိုပွေ့ယူလိုက်ကပါးပြေနှစ်ဖက်သို့အားရပါရမွေးကျူလိုက်လေနဲ့ဖေဖေတမီးကြီးဖေဖေကိုရှစ်လားရှစ်တယ်ဖေဖေရဲ့ဘလောက်ရှစ်အများကြီးဟေးအများကြီးဆိုတော့ဘလောက်လဲတမီးရဲ့မိုးလောက်ကြီးဟောကြည်စမ်းမအောင်တအားကိုတက်တည်တဲ့ဖေဖေရဲ့တမီးလေးပဲအေးဒါကြောင့်မလို့ဖေဖေကရှင်းမွာတာမေယူပဟာယောက်ျားနဲ့တမီးလေးပြောနေတာကိုကြည့်ပြီးတော့ထမင်းဟင်းများရှက်ပြုတ်နေရင်းကနေကြည်နူးစွာနဲ့ပြုံးနေမိတယ် အဖေဖြစ်သူကတမီအားချစ်တယ်လို့တမီဖြစ်သူကလည်းစကားအရန်တက်တယ်။စကားတအားတက်တော့မိဘများကရှစ်လို့မဝပဲ။အလိုနဲ့မောင်ကျော်ကြားပြန်ရောက်ပြီးတပတ်ခန့်အကြာမှတင်နေလေကင်းအရှင်ဝင် မေယူပမေကနေအိပ်ပျော်မလို့ဖြစ်နေစဉ်မောင်ကျော်ကြားစီတို့ဖော်ဝင်လာတယ်။မောင်ကျော်ကြားကဖုန်းကိုကောက်ကင်လိုက်ပြီးတော့ခေါ်ဆိုတဲ့နံပါတ်ကိုကြည့်လိုက်ခါညနာတချို့ပြတ်သွားပြီးတော့အိပ်ပျော်နေတဲ့မေယူပကိုတစ်ချက်လှမ်းကြည့်လိုက်ခါဖုန်းကိုကင်ပြီးအိမ်ရှိသူထွက်သွားလေတယ်။ မေယူပအိတ်မပြောပါသူ့ယောက်ျားရဲ့မူမမန်နဲ့ဟန်ပန်မူရာတွေကိုမြင်ပြီးတော့အိတ်ချင်အောင်ဆောင်ကကြည်နေခြင်းဖြစ်တဲ့သူ့ယောက်ျားလည်းလမ်းပေါ်ကိုထွက်တော့လဲမေယူပအိတ်ရာမှာအတာထကလမ်းဘက်သို့တိတိစိတ်ထွက်လာခဲ့တယ်လမ်းပေါ်ရောက်တော့သူ့ယောက်ျားရဲ့အရေးအယောင်ပင်မတွေ့ရအဲ့ဟာနဲ့မတင်ကစိတ်တူကပုံမဖြစ်လာပြီးတော့သူ့ယောက်ျားအားကြီးကန်းတောင်ပေါ်မှာပြပြသလဲလဲနဲ့လိုက်ရှာတာတွေ့ရပါပြီတစ်ပင်အောက်တွင် တစ်ဖက်လည်းကဖုံးပြောနေတဲ့ယောက်ျားကအသေးအတန်စကားပြောနေခြင်းဖြစ်ပါတယ်။အဲနဲ့မဲယူပသူ့ယောက်ျားရှိလာစီတို့အလျင်မြန်ပဲရှောက်သွားလိုက်တယ်။သူ့ယောက်ျားနောက်သူရောက်ပြီမဲ့လေသူ့ယောက်ျားကတော့တစ်ဖက်လူအားတအားကိုအာယုံစိုက်ခါပြောနေတာကြောင့်မလို့သူ့နောက်ကျောဘက်မှာမဲယူပရောက်နေခြင်းကိုလုံးဝတတိမထားမိပါ။မဟုတ်မဟုတ်ပါဘူးမိမရဲ့ကို့မှာဘယ်ရှိသူဘယ်ကြီးစားမှမရှိပါဘူး။အခုလဲပြန်နေဆိုတာကလဲကို့မိပါတွေကိုတွေ့ကျင်တဲ့စိတ်နဲ့လွမ်းနေတဲ့စိတ်ကြောက်ပါ။ ဟာလိုင်းမတက်တာကကို့ဦးလေးဒီအတော်ဒီအမျိုးတွေကိုလိုက်ပြီးတော့နှုတ်ဆက်နေရလို့မိမရဲ့နော်ကို့နားလေပေးပါမိမမိမဟာကို့ဘွားမှာ ကို့ရဲ့အသက်ပဲကို့ရဲ့အနာဂတ်ပါ မေယူပါတယောက်ဆက်လက်နားထောင်နိုင်စွမ်းမရှိတော့ပါတစ်ဖက်ကအတန်ကိုမကြားတော့လဲအမျိုးသမီးတဦးဆိုတာကိုတူယောက်ျားပြောနေတာနေတဲ့တိတာနေပါပြီနောက်ပြီးတော့တူယောက်ျားရဲ့နှုတ်မှာမိမဆိုတာကိုမချတမ်းပြောနေတဲ့အခါမှာတော့ဒေါသစိတ်တို့ကိုမျိုးထားနိုင်ခြင်းမဲ့သွားရပြီး ိုကျော်ကြာဟာမေကြီးအခုမှမောင်ကျော်ကြာတရားတခိုးလူမိလူဖြစ်ကဟိုဘက်လဲရှင်းပြနေရဒီဘက်လဲမိမဖြစ်သူမဲယူပါလဲအနားမှာရောက်လာဆိုတော့ရှီမကန်မီလက်မကန်မီ ਨੇ တုံတုံကြီးဖြစ်သွားရပါလေတော့လေတော်တော်တော်လုံးရလိုက်တာကိုကျော်ကြာရဲ့ကျုပ်ပါဖြစ်တမီးလေး ਨੇ နောက်ကနေပြီးတော့ရှင်ကိုရုံရုံကြီးကြီးတစ္ဆာရှိရှိနဲ့ကိုကိုကိုထိမ့်သိမ့်ပြီးနေခဲ့တယ်အခုတော့ချင်ဟချင်ဟ ဟာမိမိနေအောင်ဖေးချင်းပြမယ်မယူပါဆက်လက်မျိုးတိတ်နိုင်စင်မရှိတော့ပဲနဲ့လင်းယောက်ျားဖြစ်သူကိုကြော်ကြားရဲ့မျက်နာနဲ့ခန္ဓာကိုယ်အနှံ့ပြသူကြုံတယ်လို့မျိုးတပုံးပုံးနဲ့ဝင်ရိုက်ဖြစ်ပါလေတော့တယ်ချောကြားတယောက်လည်းမိမိကမှားနေရမှုလို့မိမဖြစ်သူရဲ့ရိုက်နှက်ချက်များကိုလက်နဲ့ကာရင်ပါးစပ်ကလည်းတွေ့ခရာစင်ကြီးစင်လက်များပေးနေရမပြောနဲ့ဘာမှရှင်းမပြနဲ့ရှင်ကအစ်စ်ကိုမြင်လို့အဟောင်းကိုမိဒီရှုံွယ်တမဲမိတယ် လူစားမျိုးပဲရှင့်လို့ယောက်ျားကိုကျုပ်အသေးလေးကနေနားတယ်နားတယ်သိရလားကိုကျော်ကြရဲ့အမေအမေအမေလာသမီးလေးအမေသမီးလေးကိုကျော်ကြချင်းကြောင့်ကျုပ်သမီးလေးမျက်နှာငယ်ရတော့မယ်ရှင့်ကိုကျုပ်အယမ်းမုန်းနေကိုကျော်ကြလမ်းပေါ်မှာကျော်ကြတို့လင်မယားရုံရင်ဆက်ကဖြစ်နေချင်းအိမ်ကသမီးလေးကငိုယူပြီးတော့ထွက်ပြေးလာခဲ့တယ် မေယူပါကလင်ယောက်ကြားအားထုနဲ့ရိုက်နေရင်ကနေတမီလေးတီတီကိုကောက်ချီကလင်ယောက်ကြားအားဒေါသတကြီးအာရပါရအော်ဟစ်ပြောဆိုပြစ်လိုက်တယ်။သူတို့ရဲ့အော်ဟစ်ပြောဆိုနေမှုကြောင့်လမ်းပင်အိမ်များကလူများကထွက်လာကတတိတန်းကြီးရက်ခါသူတို့အဖြစ်အားဗဟေရီဆန်ဆန်ကြည်နေကြလေတဲ့။သူတို့ရဲ့ရင်ထဲမှာတော့အတွေးပေါင်းစုံနဲ့ပေါ့တချို့အမျိုးသမီးတွေကတော့တူတီတူတီနဲ့တဖန်းပို့လို့ခါဝေဖန်နေကြလေရဲ့။အေးလေငါတို့အစကတည်းကထင်တော့ထင်သားဒီကောင်က ကနာမငြိမ်ပါဘူးလို့အေးဟဲဟုတ်ပါရဲ့ကိုသမီးလေးမျက်နာမမထောက်အေးပေါ့ဟဲတောက်လေတက်လေငတ်မပြေဘာရည်ဆိုလားပင်အိုးညီရလေဘာရည်မှမဟုတ်ပါဘူးတောက်လေတောက်လေငတ်မပြေဟာစားငန်ရည်ပင်လေရည်ပေါ့အေးဟဲငါလဲကြားဘူးတာပြောတာပေါ့ဟဲတက်လို့မဟုတ်ပါဘူးဘာဖြစ်ဖြစ်ဟဲငါတော့ကြားနေမျက်နာငေးရမယ်ခလေးလေးကိုပဲတနာတယ်အေးလေငါလဲထက်တူပါပဲ ဒီလိုအဖြစ်မျိုးကိုမြင်ပြီးတော့ကိုယောက်ကြောင်နိုင်ငံခြားမသွားလို့အရင်ကအပြစ်ပြောမိတာတွေကိုအခုတော့နောင်တရပြီဟဲ့အေးအဲ့ဒါအမှန်ပဲငါလည်းပြောခဲ့ဘူးဒါပဲငါယောက်ျားကိုတကယ်တော့တို့ယောက်ျားအရက်လေးနည်းနည်းတောက်တာလွယ်လို့အလုံးကင်းရှင်းလို့မနဲ့တချင်ညတချင်တော့ရှစ်ခိုးထားတဲ့နဲ့ထင်ပါရဲ့ကောင်းမကြီးမမကောင်းမကြီးတို့တွေဘွားကကပိရီတို့စီရအတိုးမြုပ်လေးနဲ့စားပြီးတော့ယောက်ျားကိုနေ့စဉ်ရှေခွအိတ်ခွင်ရှိနေတာမို့လို့ဂုံနောင်းယူတဲ့နဲ့အေးမမမမအခုပဲကြည့်လေ ။ဦးအရင်ကတော့နိုင်ငံသားငွေရလာတော့ရက်သေးရွာတဲ့ဆော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 ့နဲ့ကောင်းမှအခုဘာတက်နိုင်သေးလဲ။ယောက်ျားဟိုမှာမြောက်မှာထားနေပြီလေ။ခလုတ်ထီမှာအမိတာဖြစ်ပြီပေါ့။မှတ်ကြရော။ဒီလိုပါပဲ။ခဏလေးအတွင်းမှာပဲကြော့ကြားနေမေယူပါတို့တတင်းကတယောက်ပါဇက်မှာတယောက်ကူးကတရွာလုံးပြန့်နှံ့သွားပါလေ။ဘယ်သူတွေပြောပြောကြော့ကြားရတော့အမှုမထားပြီ။မိမသားဖြစ်တဲ့မေယူပါမှာသာဘယ်နာသွားသွားလူအများကသူများအားကွက်ကြည့်ကွက်ကြည့်လောက်က တွတ်တွတ်တွတ်နဲ့ပြောဆိုနေတာကိုတွေ့မြင်နေရတော့တယ်။စိတ်တူကလည်းမွန်းကျက်နေပြီ။တမီးလေးတီးပြီးမရှိဘူးဆိုရင်သူမတေးကြပါရဲ့။မိမိကိုကိုတစုံတစ်ခုလုံးပြမှာမလွဲပြီ။အခုတော့တမီးလေးမျက်နှာအားမြင်ရောင်၍ရင်ထဲကတောကာတွေကိုကြိတ်မိခါစဉ်စည်းပြီးတော့ခံနေပါတော့တယ်။ဒီလိုနဲ့ကြော်ကြားတယောက်ကတော့သူခွင့်ရလပြည့်ပြီမလို့ပြိပတို့ပြန်လဲထွက်ခွာသွားလေတယ်။မေယူပတယောက်ကတော့လောကကြီးအကြောင်းဘာမှ မသိချာသေးတဲ့ရှစ်သမီးလေးတီးနေတဲ့သူ ခါတီရက်ဆက်လွန်းလာတဲ့သူမရဲ့ကံကြမ္မာအားမျက်လုံးစုံမှိတ်ကြံ့ကြံ့ခံရင်းကနေဖြစ်သည့်အကြောင်းအကောင်မဟုတ်တောင်မှရှောင်လွဲမရတာမို့လို့ကြိတ်ခံယူမှတပါတခြားမရှိတော့ပေမေယူပါအန်ကိုတင်းတင်းကြည့်ခါတောက်တစ်ချက်ကိုပြင်းပြင်းခောက်လိုက်လေတယ်တောက်ခေါက်မိတဲ့အကြောင်းရင်းကတော့အချက်မရှိတဲ့သူမယောက်ျားသည်သူ့မယင်ငယ်နဲ့နန်းဆိုင်နေတဲ့ပုံများကိုမေယူပါထံသို့ပို့ပေးလာတော့ကြောင်ဖြစ်ပါတယ်တကယ်ဆိုရင်သူတို့ဘာသာလွတ်လွတ်လပ်လပ်ကြိုက်တယ်လို့ပြောပါတော့လား အခုတော့ရင်းနှစ်သူဝါးကူထိုးဆိုသလိုအစကတည်းကရှုံးနေနေသူကိုသူတို့ပြောပါတဲ့ပုံများအားလာပို့နေတော့တရားလွန်တာလေ။သူမဒေါသထွက်ကတောက်တစ်ချက်ကိုခောက်မိလေရာသူမအနည်းတွင်အိမ်မောကျနေတဲ့တမီးလေးတီလန့်ဖြက်ကတွန့်တစ်ချက်ဖြစ်သွားတယ်။မေယူပါအလင်းမြန်မဲတမီးလေးရဲ့ကြောအားပုတ်သက်ရှော့မြူတိတ်လိုက်လေတယ်။အိမ်မောကျနေတဲ့တမီးလေးဟာလောကကြီးအကြောင်းကိုဘာတစ်ခုမှမသိရှာသေး။ဘာမှမသိသေးတဲ့တမီးလေးဟာဖခင်ရဲ့မိုက်မဲမှုကြောင့် လူလောကအလယ်မှာမျက်နာငယ်ရပြီးတော့မယ်မေယူပတွင်းရင်တွင်းရင်ကနေရင်ထဲမှာထိတ်လန့်လာကတမီလီတီတီအားကျင်နာစွာနဲ့ဖောက်ဖွာလေးတစ်ချက်နန်းချိန်မိပါတော့တယ်ဟောကြည်စံသူမအမှုမဲ့အမှတ်မဲ့နန်းလိုက်တဲ့တမီလီရဲ့နှစ်ဖူးပြင်ဟာသူမရဲ့တောကမျက်ရည်ကြီးစုချွေးသွားခဲ့လိမ့်မည်သူမအဝိစာတစ်ခုကိုဆွဲယူကတမီလီရဲ့နှစ်ဖူးပြင်ကမျက်ရည်သားတို့ကိုအตาယူတုပ်ပေးလိုက်ပါလေတော့တယ်ယူပါရင်ညီအရင် ငါအိမ်မှာအဝတ်လေးပါလေချော့စရာများနေလို့နေကင်းလာခဲ့လေဟောဟောအန်တီဘူးကျမဆက်ဆက်လာခဲ့ပါမယ်ဟေးမေယူပါငါအိမ်မှာလဲကျန်းနေတအားကိုပေးနေလို့ဖျားပွဲရလဲနီးနေမို့လားလာပြီးတော့တိုက်ပေးပါအောင်နော်ဟုတ်ကဲ့အမညိုကျမလာပြီးတော့တိုက်ပေးပါမယ်ယူပါငါ့ကိုဈေးသွားပေးပါလားမနေ့ပြန်နိုင်ငံခြားငါသားလေးအလဲပြန်လာမှာမလို့စုံစုံစီစီနဲ့ရှက်ကျွေးခြင်းလို့အေးဟုတ်ကဲ့အန်တီဝါကျမသွားပေးပါမယ်ဝေဂျင်နာလေးဒါပြောပြလိုက်ပါအခုတော့မေယူပါတယောက်ရှစ်သမီးလေးအထွတ် ဘသူမှအာမကိုတော့မင်းနဲ့မိမိရဲ့ကိုကာယနဲ့တမအာဇီဝအကြကြရှာဖွေကြွေးမွေးရင်းကနေကြံနေရတဲ့လောကထိုင်ရဲ့ခါတီးရဲ့ရိုက်ချက်များကို မိမသာတန်မင်းနဲ့ကြံ့ကြံ့ခံကအန်တုရင်ရင်ဆိုင်လေတော့လေလူဆိုတာလူအမျိုးမျိုးစိတ်အထွေထွေရှိတာမို့လို့လင်းပြစ်မှုဆိုးမှဖြစ်နေတဲ့သူမအားပြစ်တင်ချုပ်ချကဲ့ရဲ့သူရှိသလိုတနာပြီးတော့ပေးကမ်းကြွေးမွေးတဲ့သူတွေလည်းရှိပါတယ်အခုဆိုရင်ရက်သေးရွာထဲမှာမိမသားများစုံကြပါလိမ့် မပါမဖြစ်ပြောတဲ့စကားကတော့မေယူပရဲ့အကြောင်းပင်ဖြစ်လေတဲ့ကောင်မလေးတနာပါလေဟဲ့သူဒီလောက်ရိုးသားတာဟုတ်သူ့ယောက်ျားမလို့နောက်အိမ်တော်ပြုတ်ရတယ်နော်အေးဟဲ့ငါတော့မေယူပထက်တမီးလေးတီးကိုပိုတနာမိတယ်ဟိုးဘာဆန်းတယ်လေသူတော်မှနောက်အိမ်တော်ပြုတ်သေးတာကိုလည်းတယောက်မကောင်းတယောက်ပြောင်းပေါ့ရက်ကထဲကထိုတို့ထိုတို့မေယူပအကြောင်းကပြောဆိုလို့မဆုံးကြပြီသူမအာအမှန်တကယ်တနာနေသူရှိတယ်လို့လင်ပြင့်မှာဆိုပြီးတော့လွယ်လွယ်နဲ့အချောင်ရမလား သွေးတို့စမ်းကြည့်ခြင်းနဲ့လူပလာယောက်ျားများကလည်းမရည်တွက်နိုင်အောင် ရှိနေပါတယ်။မေယူပကတော့ရှင်းသည်ပြက်သည်။အရင်ယောက်ျားကမကောင်းလို့သူ့ဘာသာသူနောက်အိမ်အောင်ပြုတ်သွားပြီမဲ့လေမိမိကတော့လောကမှာတန်ရောစင်ဆိုလို့တမီးလေးတီးတီးကလွဲပြီးကျန်သည့်အားလုံးကတော့ဖွဲနေစကွဲပါ။လာရောက်သွေးတို့စမ်းတဲ့ယောက်ျားများအားဖြစ်ပြတတ်တာပြောလွတ်လိုက်လေတဲ့။ပါဇက်နဲ့ပြောရုံကမလောက်ဘူးထင်ရင်လက်ပါပါပြီးတော့တွေ့ရနဲ့ကောက်ခါစော်လွတ်လိုက်တယ်။ထို့သူခဏခဏဖြစ်ပန်များလာတော့ဘေးယောက်ျားကအမှ ေယူပကိုတွေးတူမဆန်းရဲတော့ကြီးတခုခုပြောမယ်ကြံမိလေတိုင်းမိမိကောင်ကို ပြန်လဲစမ်းမိသည်ထိမေယူပလက်တံပြောင်းလာပြီတဲ့ဟေးဖိုးခွေဘာလဲဝတ်တို့ရအိုမမင်းရဲ့အချစ်တော်လေးမေယူပလာပြီတခါလေးရင်ဖွင့်လိုက်ပါလားဟာမလုပ်ပါနဲ့ဝတ်တို့ရငါအမိမွေးစားတာစင်လုံးကြောလေးပါကွာသူနဲ့တွေ့မှအမာရွတ်ကြီးနဲ့ဖြစ်နေပါဦးမေဟေးအေးမင်းပြောတာလေအမှန်ပဲဟာမေယူပလို့မိမမျိုးကတော့ရှားတယ်ဟေးအရင်သူ့ယောက်ျားကြော်ကြားရှိစဉ်က အေးစေးတိမ်မွေ့သလောက်အခုတော့ထက်ကနေဆိုရင်သူ့လက်ကတွယ်မဲဆိုတာကြီးပဲ။အေးဟုတ်ပါရဲ့။ငါတို့ယုံတော့မယုံနိုင်ဘူး။သူဘာလို့ဒီလောက်ထိကိုတင်းမှပြက်သားသွားရတာလဲဆိုတာဟုတ်။ယောဒါလောကရန်လီလောကရန်ရဲ့ရိုက်ချက်ကြမ်းတမ်းမှုတွေကြောင့်သူ့လဲအလိုလျောက်အော်တိုကြမ်းတမ်းပြက်သားသွားတာပါ။အေးလေဒါလည်းကောင်းပါတယ်။မဟုတ်ရင်တိတဲ့အတိုင်းပဲလေ။ငါတို့ယောက်ျားတွေကလည်းယောက်ျားမရှိရင်မိန်းမဆိုရင်သွေးတို့စမ်းကျင်တဲ့သူကခက်များများမဟုတ်လား။ကဲကဲကဲ။ ဖိုးခွေးတို့လည်းအလုတ်လေးဆက်ကြအောင်ဆိုရင်အေးအေးဝတ်သူလှုပ်ဆိုလေထို့သူနဲ့မေယူပါအားယောက်ျားများလန့်တီအထီးပင်လန့်ရမယ်လေမလန့်လို့လည်းဖြစ်မလားအားနာရင်ခါပါယုံနေမကတဘွားလုံးပါမရှူနိုင်မကင်နိုင်ဖြစ်ရမယ်အေးဒီတော့ကျန်းနေပဲပြောပြောရမ်းနေပဲပြောပြောပြောကျင်ရပြောကြပါစေဘလို့ယောက်ျားသားမျိုးဦးမှမေယူပမျက်နှာသာမပေးနိုင်ပါကြီးဒါကြောင့်လဲမေယူပဘဝဟာပို၍ပို၍အထီးကျန်လာခဲ့ပါတော့တယ်အထီးကျန်တော့ ။တယောက်တည်းပင်ပဲအကြအမြင်လဲကျေစီရန်အတွက်ဖုန်းလေးတစ်လုံးနဲ့အွန်လိုင်းစာများကိုအမြဲတမ်းဖတ်ရှုနေမိတယ်။ထို့သောအွန်လိုင်းစာများကိုဖတ်ရှုရင်းကနေအွန်လိုင်းပေါ်တွင်စာတူပေးစာလေးတစ်ခုရေးသားထားတဲ့တောင်နှန်းချစ်တဲ့ဆိုင်လေးခအတွေးစာဆိုင်ခဆိုင်းစာနီကသူမနဲ့ရင်းနှီးလာခဲ့တယ်။တညမှာ သူမအိတ်မပြောပါ။တကောင်ကျော်မျက်နှာနေပြီမဲ့လေ။မျက်စီများကအတွင်းနဲ့ရှယ်ပြီးတော့ကြည်နေတာမို့လို့စာရေးသူစိုင်းစာနီရဲ့ မက်ဆေမီအစိမ့်လေးစီတို့ဟိုင်းဟုတ်ကဲ့မင်္ဂလာပါမမလေးရှီဟာမအိတ်သေးဘူးလားဘာတွေလုပ်နေရလဲဩကျွန်တော်ကအလုပ်ပြန်လာတာပါအခုလေးနေမယ်ယေရှုဖျားချစ်ကိုပြီးတော့လိုင်းပေါ်တက်လာတာပါဟမ်အခုမှအလုပ်ပြန်တာဆိုတော့ဘယ်နိုင်ငံမှာမလို့လဲဆရာဩဟုတ်မမလေးကျွန်တော်ကတခြားနိုင်ငံရဲ့စားတောက်ဆိုင်မှာလုပ်ပါတယ်အလုပ်ကနေ့လေကနေညလေလေဒါကြောင့်အခုမှလိုင်းပေါ်တက်လာတာပါဟမ်ဒါဆိုရင်ဘယ်ချိန်မှအိတ်မှာလဲကျွန်တော်လင်းမှာအိတ်မှာပါလိုင်းတက်ပြီးစာရေးမယ်လေး ြီးရင်မြမလက်ဝိတ်နဲ့စမတ်တောင်းကြီးခဏလောက်ကြည့်ပါဦးမခဏလောက်ကြည့်ဦးပါတနေ့အိတ်ရှင်9နိုင်6နိုင်ဆိုရင်ကျွန်တော်အတွက်လုံလောက်ပါလေဟုတ်စီယာစီယာစာရေးကျွန်မအမြဲတမ်းဖတ်ပါလေကြိုက်လဲကြိုက်ပါလေစီယာအခုခေတ်ဖြစ်ပေါ်နေရာကိုအမှန်တိုင်းမကွယ်မဟုတ်ပဲနဲ့ရေးသားလို့လေဟုတ်ကဲ့ကျွန်တော်ရေးတာလေးတွေကအခုလိုဖတ်ချူအားပေးတဲ့အတွက်ကြောင့်အထူးကျေးဇူးတင်ပါတယ်မမလေးရပါတယ်ရှင်ဒါဆိုရင်စီယာကိုကျွန်မတခုလောက်အခုညီတောင်းပြရစီလားဘာများပါလိမ့်ဗျာပြောပါ ကျွန်တော်တက်နိုင်နေဆိုရင်တော့အစင်တင်ကူညီပေးပါမယ်။ဟိုဟိုလေးမေယူပါစကားဆက်ပြောဖို့အင်မတန်မှခက်ခဲနေပုံရတယ်။တဟူဟူနဲ့ရှေ့မရောက်ပြီ။အဲ့ဒါနဲ့ဆိုင်းကပဲအလိုက်တတိဟုတ်ပြောပါမမလေးအားမနာပါနဲ့ရေးရေးသာပြောပါ။ဟုတ်ဟုတ်စီယာဒီလိုပါ။ကျမဘဝအကြောင်းစီယာကိုပြောပြခြင်းလိုပါ။ရောပါများပါလိုက်လို့ပြောပြလေကျွန်တော်နားထောင်ပါမယ်။ဟုတ်စီယာပြီးရင်ဆက်လန်းတစ်ပုတ်အဖြစ်နဲ့ရေးပြပါလားလို့တောင်းဆိုပါရစီစိတ်ချပါမမလေး။ မမလေးပြောရင်ကျွန်တော်ဖြည်းဖြည်းချင်းရေးပေးပါမယ်ဟုတ်ပြီလားဟုတ်စရာကိုကျေးဇူးတင်ပါတယ်ကျမလေးကျမဘွားကိုတစုံတစ်ယောက်ကိုရင်ဖွင့်ခြင်းနေရပါဒါမှကျမခံစားနေရတာဒီအနေငယ်ပေါ်ပါပြီးတက်တာသွားစီမယ်လို့ထင်ပြီးလို့ပါဟုတ်မမလေးကောင်းပါတယ်စိတ်ချလက်ချတာပြောပါပြီးရင်ကျွန်တော်စူးစမ်းပြီးတော့ရေးပေးပါမယ်ဟုတ်ဟုတ်စရာဒီလိုပါကျမကအိမ်တော်တွေတယောက်ပါကျမမှာသမီးလေးတယောက်ရှိတယ်ကျမအမျိုးသားကတော့နိုင်ငံခြားမှာအလုပ်လုပ်စီးပွားရှာသွားပါတယ်အဲ့လိုနဲ့ မေယူပါဟာသူမရဲ့ဘဝဖြစ်ကြောင်းကုန်စင်အားအွန်လိုင်းစာရေးတဲ့စိုင်းစာနီထန်တို့အိတ်သွန်ဖာမောက်ခရီးစစ်တွင်ကြာစီကာပတ်ကိုပြောပြလေတော့တယ်မေယူပါမှာစိုင်းစာနီအားရင်ပွင့်ပြောပြတဲ့သူမရဲ့အကြောင်းအရာများမှာအထက်ပါတိုင်းဖော်ပြထားတဲ့အတိုင်းအမှန်မြင်ဖြစ်တယ်စိတ်မကောင်းလိုက်တာအမကြီးဟုတ်စီယာကျမလေးကျမဟာဘာဖြစ်လို့ငိုနေရလဲမမလေးရဲ့ကျမဘဝကိုကျမပြန်ပြောပြရတော့အဟောင်းနေရအစ်စ်ဖြစ်ပြီး ရင်းနဲ့စွတ်တက်လာလို့ပါဆရာရဲ့အတင်းထားပါမမလေးမမလေးဘွားအခုကန်ဆိုးရပြီမဲစိတ်ထားကောင်းနေမမလေးဒီဝါပါရင်ကန်ကောင်းမှုတွေပျော်ရှင်ဝမ်းမြောက်မှုတွေအလုံးစုံပိုင်ဆိုင်သွားမယ်ဆိုတာကျွန်တော်ရေရေကြီးပြောဝင်ပါတယ်ဟုတ်ကဲ့ပါဆရာ တကယ်ကျေးဇူးတင်ပါတယ်အခုလို့ကျမကိုအားပေးလို့ကျမလေးကျမကိုကျမထက်သမီးလေးတီတီကိုပိုတနာမိပါတယ်ဟုတ်ကဲ့မမလေးကျွန်တော်နားလေပါတယ်မမလေးလို့အဖြစ်ချင်းတူတဲ့မိမသားတွေအားလုံးကိုကျွန်တော်အယံတနာတယ် ိုချင်းလဲစာပါလေဗျာဟုတ်စီယာဒါနဲ့စီယာဟုတ်မမလေးပြောပါကျမပြောတာကိုစီယာဇလန်ရေးလို့ဖြစ်ရလားဖြစ်ပါတယ်ကျွန်တော်အမြန်ဆုံးရေးပေးပါမယ်လို့ကတိပေးပါတယ်မမလေးကျေးဇူးတင်ပါတယ်စီယာရေးစီယာရေးပြီးရင်ကျမကိုအတိပေးအောင်နော်ကိုဘွားရဲ့အကြောင်းလေးကျမပြန်ဖတ်ရှင်လို့ပါဟုတ်မမလေးပြောပါမယ်ဒီလိုဗျာကောင်းစဉ်ကိုအခုတည်းကကျွန်တော်ပြောထားပါမယ်ဟုတ်ကဲ့ပြောပါစီယာဘလို့များလဲဘလို့ပြောရမလဲဆိုတော့ site တယောက် ခိတခဏစဉ်းစားနေလေတယ်။ယူပါကလည်းအလိုက်တတိငိမ့်စွာစောင့်နေတယ်။ဆိုင်စဉ်းစားပြီးကမှရပြီမမလေး။ဟုတ်ဆရာဘာတဲ့လဲရင်လင်းရှိမုတ်ဆိုးမားတဲ့။ဘယ်နဲ့လဲမမလေး။လင်းရှိမုတ်ဆိုးမားရှင်။ဟုတ်ပါတယ်။မမလေးဘွားဟာလင်းယောက်ျားရှိနေပါလျက်နဲ့မုတ်ဆိုးမားတယောက်ပမာတယောက်ထဲရှိနေတဲ့ဘွားကိုခက်ခက်ခဲခဲရင်းဆိုင်တိုက်ပွဲဝင်နေရတာမလို့ဒီနာမည်လေးကိုပေးလိုက်တာပါ။ဘလို့သဘောရလဲမမလေး။လင်းရှိမုတ်ဆိုးမား လင်းရှိမှုဆိုးမှမေယူပါတယောက်ကို့ဘာသာကိုတိုးတိုးလေးရေရွကြည့်ပြီးမှအားတက်တယောလေးတန်နဲ့အရန်အတိတ်ပဲရှိတယ်ဆရာ ရေးပါနော်အမြန်ရေးပါဆရာကိုကျမဖုံးပြီးကတော့ပါမင်းဘလို့ပါအောင်မမလေးကျွန်တော်ကိုကတော့မဲ့ဖုံးပြီးဦးတမီလေးတီးအတွက်ကျွန်တော်ကပြန်ပြီးတော့မုပ်ဖို့ပေးပါတယ်ကဲကျွန်တော်ဖုံးချလိုက်တော့မယ်အခုပဲစာရေးတော့မယ်ဗျဟုတ်ဆရာလေးရေးပါချပါပြီပူလောင်မှုတွေနဲ့အမြဲတမ်းတွေ့နေရတဲ့မေယူပါအမိတညာက ေယူပဘဝခါတမအမည်နဲ့ဘဝစန့်ကျင်ဘက်ဒါမှမလဲဒီနေ့ဒီချိန်ကစလို့လင်းရှိမုတ်ဆိုးမကောမေယူပရဲ့ဘဝဟာချစ်စက္ကအေးချမ်းတာယာမှုတွေပျော်ရွှင်ကြည်ညူးမှုတွေပိုင်ဆိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာခုတင်ဆက်ပေးခဲ့တဲ့အားလုံးကတော့စာရေးသူစိုင်းစာနီရေးတာထားတယ်လင်းရှိမုတ်ဆိုးမဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်ခင်ဗျာ နောက်နေ့မှာလည်းကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရဇလန်းကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်ပါဖို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာနားဆင်ပေးခဲ့သူအားလုံးကိုကျွန်တော်ကကျေးဇူးအထူးတင်ရှိပါတယ်